ကျွန်တော်တို့ Microsoft Word မှာဓာတ်ပုံလေးတွေထည့်ပြီးသွားတဲ့အချိန်မှာကိုထည့်ထားတဲ့ဓာတ်ပုံလေးတွေကနေရာတွေရွှေ့လို့မရဘူးဖြစ်နေတယ်ဆိုရင်တော့ DS setting လေးကိုကျွန်တော်တို့ပြင်ပေးရမှာဖြစ်ပါတယ်။ကိုထည့်ထားတဲ့ဓာတ်ပုံလေးပေါ်မှာကျွန်တော်တို့ click တစ်ချက်နှိပ်ပြီးတော့ select လေးမှတ်ပေးရပါမယ်။ select ပေးထားတာနဲ့တပြိုင်တည်းဒီဘက်ဘေးလေးမှာကျွန်တော်တို့ layout option ဆိုတဲ့ဘောက်လေးတွေ့ရပါလိမ့်မယ်။ဒီဘောက်ထဲကိုကျွန်တော်တို့က click တစ်ချက်နှိပ်ပြီးတော့ဒီထဲကနေပြီးတော့မှကျွန်တော်တို့က တခုခုကိုရွေးပေးလိုက်ပေါ့နော် infra order တို့ဒါမှမဟုတ်ဒီမှာ throw တို့ပေါ့ tight တို့ပေါ့နော်ကျွန်တော်တို့ဒီမှာ square တို့ပေါ့ဒါလေးတွေကျွန်တော်တို့ကတခုခုကိုရွေးချယ်လိုက်တဲ့နေ့တပြိုင်နဲ့ဒီမှာကျွန်တော်တို့ကိုထက်ထားတဲ့ဓာတ်ပုံလေးဟာနေရာတွေကျွန်တော်တို့ရွှေ့လို့ရသွားတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဒီလိုမျိုးမှကျွန်တော်တို့က layout option ကနေပြီးတော့မပြုတ်လောက်ချင်မှုဆိုရင်လည်းနောက်ထပ်နီလာလေးတခုကျွန်တော်တို့ရှိပါသေးတယ်တခါတလေမှာကျွန်တော်တို့ဒီဘောင်လေးကလည်းပျောက်နေတတ်တယ်ပေါ့နော်တကယ်လို့ဒီရဲ့ဘောင်လေးကပျောက်နေတယ်ဆိုရင်တော့ ကိုထည့်ထားတဲ့ဓာတ်ပုံလေးပေါ်မှာ right click လေးနှိပ်ပေးရပါမယ်။ right click နဲ့လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုး water ဆိုတဲ့ပေါက်လေးကျွန်တော်တို့တွေ့ရလိမ့်မယ်ပေါ့နော်။ဒီကကျွန်တော်တို့က right click လေးနှိပ်ပြီးတော့ water ဆိုတဲ့ထဲကိုဝင်မယ်။ဒီထဲကနှိပ်ပြီးတော့မှကျွန်တော်တို့ကဒီမှာ infra order ဆိုတာလေးကိုကျွန်တော်တို့ရွေးချယ်လိုက်တယ်ဆိုရင်လေကိုထည့်ထားတဲ့ဓာတ်ပုံလေးတွေကနေရာတွေကျွန်တော်တို့ကရွှေ့လို့ရသွားမယ်။အကြီးအသေးကျွန်တော်တို့က site တွေကြီးလို့ရမယ်၊ချုံလို့ရမယ်။ ဒီမှာကျွန်တော်တို့လှည့်တာတွေစောင်းတာတွေကျွန်တော်တို့ပြုလုပ်ရမှာဖြစ်ပါတယ်။ဒါဆိုကျွန်တော်တို့အားလုံးနားလည်လောက်မယ်လို့ထင်တယ်။ဒါလေးတွေရတော့ကျွန်တော်ကကွန်ပျူတာအခြေခံသမားလေးတွေနဲ့မသိသေးတဲ့သူလေးတွေအတွက်မျှဝေပေးထားတာဖြစ်ပါတယ်။အားလုံးအတွက်သုံးဝင်မယ်လို့ထင်တယ်။ကိုယ်ပိုင်လက်တွေ့လိုက်ပြီးတော့မှလင်းကျင်ရင်နဲ့စမ်းကြည့်လို့ရပါတယ်။